အများကြီးအခမ်းတဆင်မိမိကအလွန်တရာတွေ့လို့လျက်အင်မတန်အရေးကြီးသောကိစ္စအတွက်စကားပြောရန်ချိပါသည်ဆိုသောမမောင်လက်အားမိမိထံသို့အမြန်ဆုံးလာရောက်တွေ့ဆုံအောင်တွားရောက်၍ပြောကြားပေးပါမည်ဟုသောအမကန်ချက်စကားကိုကိုတေဦးထံမှရရှိလာခဲ့ပြီးသည့်နောက်အိမ်သို့ပြန်ရောက်သောအခါကြီးမားသောဝင်းတို့ဝင်ပိုးကြီးတစ်ခုကိုရှာရှာလိုက်ရသည့်ပမာမြိုင်သည်များစွာပေါ်ပါကြည်လင်၍လာလေသည်တွားလေသည်ရပောင်းအတန်ကြာများမိမိကိစ္စထက် အကိုမုံမုံလက်ဤကိစ္စအတွက်စိတ်အနှောက်ယှက်ဖြစ်ကထိုင်းထိုင်းမိုင်းမိုင်းဖြစ်နေခဲ့ရတော်မြိုင်သည်အိမ်တို့ပြန်ရောက်လင်းရောက်ရှင်းရေမိုးချိုး၍အဝတ်အစားများလဲကဧကန်းဆောင်ရှိစန်းရစီတို့ရှောက်လာခဲ့သည်မဒီမခက်ဖဲပစ်ထားသည်မှာရက်ပေါင်းအတော်ကလေးကြာသွားပြီဖြစ်၍ဟုံများလိမ့်ကျန်နေသောစန်းရအဖုံကိုခွေကညူတည့်ရဲ့စိတ်ကူးရရအကွက်ကလေးများကိုမြိုင်သည်တူကနန်းစိတ်ခနန်းရှောက်၍စမ်းကြည့်နေမိသည်စန်းရသည်မှာဂျဲလာသည်မဟုတ် ခတ်အုပ်အုပ်ခတ်တူတူဖြစ်သည်မိဖို့ကြောင့်ဘတ်တွင်မိမိတော့ကားနှင့်မိမိဆေးပြင်းလိတ်တူကိုဆေးပြင်းလိတ်တူကိုဖွာရင်းနိုင်နေသောဒေါ်လိတ်တော်ဆော့ခင်သည်မြိုင်းဆန်နီယာတန်ကိုကြားလိုက်ရသောအခါမိဖို့ကြောင့်ဘတ်မှထလာပြီးလင်းမြိုင်းဆန်နီယာတီးနေသောအေဂန်ဘတ်စီတို့ခတ်ဖြည်းဖြည်းလျှောက်လာသည်တော်ဆော့ခင်သည်အေဂမ်းမကြီးဤတကားအကွယ်၌ရက်ကမြန်ဆန်နီယာတီးနေသည်ကိုမျက်မှောင်ကုပ်၍စူးစိုက်ကြည့်နေသည်ဆန်နီယာဆိုင်ရာ၌လက်တွေ့နေသောမြန်သည် မိမိအားတကားဝနောက်ွယ်မှနေ၍မျက်မှောင်ကုတ်ကဆူဆိုက်ကြည့်နေသော၎င်း၏ဒေါ်လီဒေါ်ဆော့ခင်ကိုမမြင်ပေ။ဆန်နီယာကိုဆန်းရ၌လက်တွေ့လျက်ရှိသောမြန်ဤလက်သံသည်စောစောကကဲ့သို့တူကနန်းစိတ်ကနန်းလောက်သာမဟုတ်တော့ပေ။ဒဇာထက်ဒဇာမတိမတာကြေလောင်၍လာလေသည်။လက်လဲသွဲ၍လာလေသည်။ယနေ့ညနေဆန်နီယာတီယာ၌လက်အင်မတန်တွေ့လာသည်ဟုမြန်ကထင်လေသည်။ မြန်သည်10မိနစ်နီးပါးခန့်မြ၊စန်းရကို6ရွေဆန်းနေခဲ့ပြီးနောက်သရှင်တပုတ်ကိုတီးရန်စိတ်ကူးရလာတဲ့ကဲ့သို့ဘွဲကိုခံလေသည်။ဘွဲခံ၍ဆုံးသည့်နေ့တစ်ပြိုင်နက်စိန်ငွေလျံပတ်ပြိုးကိုစတင်တီးခတ်လေသည်။စိန်ငွေလျံပတ်ပြိုးသည်ရှောက်ပေါက်တန်ဖြစ်၍တီးခတ်သူကိုဖြစ်စေကြားနာရသူကိုဖြစ်စေညာစွာ တက်ကြွစေသောသရှင်တပုတ်ဖြစ်ပေသည်။ဆိုယူရွှေဖော်မသံကြွေး ငှက်ကြီးငယ်ကြီးညာကလေးအပိုက်သို့ရောက်တော့အခါဆန်နီယာသန်သည် အင်ကြီးတစ်ခုလုံးကိုပင်နှမမိုး၍သွားတော်မူပမာမြေဟီးလျက်ရှိလေသည်ဘီလက်၌ဝင်းလုံးအတက်ကိုသွားရောက်တင်ကြားလျက်ရှိသောတားဖြစ်သူမောင်စောဝင်းထံမှ၎င်းဘီလက်သူတဦးနှင့်လက်ထက်ပြီးစီးသွားပြီဖြစ်သည့်အကြောင်းနှင့်ညမကြာမီအတွင်မြန်မာနိုင်ငံသို့ပြန်လာတော်မူဖြစ်သည့်အကြောင်းရေးသားလိုက်သောစာကိုဖတ်ရှုကား ိမ်အပေါ်တက်တွင်တယောက်တည်းကျိတ်၍စိတ်မရှမ်းမသာဖြစ်နေသောမြိုင်းဤဖခင်သည်မြိုင်းဤစန္ဒယတန်ကိုမခံမရက်နိုင်တော်သည်ပမာအိမ်ပေါ်ထက်မှဖြင်းညင်းစွာဆင်းလာခဲ့ပြီးနောက်စလေကားတဝက်တွင်ရက်လျက်စန္ဒယတည်နေသောသမီးဖြစ်သူအားအထူးအဆန်းသပွဲဆူဆာ၍ကြည်နေလီတော်သည်မြိုင်းကတော့၎င်းတစ်ခါလျက်ရှိသောစိန်ဝေလီယံပတ်ပြိုးနှင့်အတူပျော်ပါးလျက်ရှိနေခဲ့သည့်အတွက်ဖခင်လို့သူကိုလည်းသတိမထားမိပေ တေယူးငယ်တဲ့လေးတွေစင်နေတဲ့သားနေနေတဲ့သားနေရှိခွင်ဟူသောအပိုက်ကို စိတ်လိုက်မန်းပါ ခက်ချမ်းတီးခလျက်ရှိလေသည်ညာဤဖခင်သည်သမီးလို့သူအားအတန်ကြာမြဆူဆိုင်ကြည့်ရှုနေပြီးမှ၎င်း၏ဥကောင်းကို၃လေးချိန်မြဖင်းညင်းစွာညိတ်လိုက်ပြီးနောက်ခြာကနေလှဲ့ကအိမ်အပေါ်ထက်သို့ဖင်းညင်းစွာပြန်၍တက်သွားသည် ၎င်း၏အကိုလို့သူအိမ်ပေါ်သို့တက်သွားတော့မှပင်လှမ်း၍မြင်လိုက်မိဟန်ရှိသောဒေါ်စောခင်သည်လည်းဂျာကနေလှေကမိဖို့ကြောင့်ဘက်သို့ပြန်ထွက်လာခဲ့လေတော့သည်အိမ်ရွေချိကြသောလူချင်းတစ်ယောက်ကမိမိဆန်နီယာတီးနေသည်ကိုလာရောက်ကြည့်ရှုကြသည်ကို၎င်းကြည့်ရှုပြီးနောက်ပြန်လှည့်၍ထွက်သွားကြသည်ကို၎င်းဘာမှမသိလိုက်သောမြိုင်သည်စိန်ငွေလျံပတ်ပြူးကိုအဆုံးသက်အထိတီးခတ်သွားမြဲသွားလေသည်ပပျိုးဆုံးသောအခါတပြံတပုံးနှင့်သခြင်းကို ရှာလိုက်ပြီ ဆန်နီယာဖုန်းကိုပြန်ပိတ်လိုက်ပြီးနောက်ဧကန်းမထွက်ကပန်းချံထဲသို့ဆင်းလာတော့အချိန်၌ကအတော်ကလေးပင်မှောင်စပြိုးလျက်ရှိပြီသည်။ကိုသက်တင်လာ၍ပန်းချံထဲ၌တယောက်နဲ့တယောက်စကားပြောအခက်မသိဖြစ်ခဲ့ကြသောနေမှဆ၍မြိုင်းသည်အိမ်ပေါ်မှပန်းချံထဲသို့မရောက်ခဲ့ပြီ။ထို့ကြောင့်မတွေ့ရသည်မှာရက်အတန်ကြာသွားပြီဖြစ်သော အရှိတော်နှင်းစီပန်းကလေးများအကြားသို့တိုးဝိတ်ဝင်ရောက်ကမြိုင်းသည်နှင်းစီပင်များကိုလိုက်လံကြည့်ရှုနေပေသည်။ စိတ်လက်ပေါ်ပါကြီးကြီးစိတ်လက်ပေါ်ပါကြီးလင်းလျက်ရှိသဖြင့်ပန်းမင်များအကြား၌လှက်ပတ်ကြည့်ရှုရင်အချိန်သည်နိုင်ဝတ်နီးနီးကုန်၍သွားသည်မြိုင်သည်ခါတိုင်းညနေစာစညစာစခြင်းမြိုင်သည်ခါတိုင်းညစာစနေကြအချိန်ကို မေလျော့လျက်ရှိသဖြင့်ဒေါ်လေးဒေါ်စောခင်ကပင်မေအီးကိုလှုပ်၍ထမင်းစားအခေါ်ခိုင်းရလေသည်အေးအေးခါလာခဲ့မယ်ဟုမေအေးအားပြောဆိုလွှတ်လိုက်ပြီးနောက်မြိုင်သည်နောက်မှခက်အေးအေးခက်ဖြည်းဖြည်းလိုက်လာခဲ့သည် ပန်းမင်များအကြားမှမြိုင်ထွက်လာသောအချိန်၌မြိုင်တို့အိမ်ဝင်အတွင်သို့အော်စတင်ကားကလေးတစ်စီးသည်မောင်း၍ဝင်လာသည်ကား၏မီးအောင်ကိုသာမြင်ရပြီးကားကိုကောင်းစွာမမြင်ရသောကြောင့်ဘယ်သူဘယ်ဝါ၏ကားဖြစ်သည်ကိုမြိုင်သည်ယုတ်တည်းမသိလိုက်ပြီထို့ကြောင့်အိမ်ပေါ်တို့မတက်သေးပဲအိမ်ရှိလေကားရင်းတွင်ရက်ကအိမ်ထဲသို့ဝင်လာသော မော်တော်ကားကိုအကဲခတ်ကြည့်ရှုနေမိသည်အိမ်ရှိစင်ဝင်အောင်၌ကားကိုရက်လိုက်သည်နှင့်တပြိုင်နက်ဟေးမြိုင် ဟူသောမမောင်လက်၏ခေါ်တန်းကိုကြားလိုက်ရသည်ယုတ်တရက်ဖြစ်နေ၍မြိုင်းသည်အာသည့်နေသည်မမောင်လက်အားယခုလောက်မြင်းမြန်ဆန်ဆန်ရောက်လာလိမ့်မည်ဟူ၍မြိုင်းသည်အနည်းငယ်မျှမျောလင်ခြင်းမရှိခဲ့ပေကိုတီဦးကယနေ့ညနေ့ယနေ့ညနေ့အလုံးမအပြန်တွင် သွားရောက်ပြောကြားသည့်တိုင်အောင်မမောင်လက်သည်ညာရင်းချင်းလာရောက်လိမ့်မည်ညာရင်းချင်းလာရောက်လေအောင်မည်မဟုတ်ဘဲမနှက်ပြန်နေလေနေကင်းလောက်မှပေါ်လာကောင်းပေါ်လာလိမ့်မည်ဟုမြိုင်ကမှန်းထားခဲ့သည် တို့ရရင်မမျော်လင့်မထင်မှတ်ပဲညာရင်းချင်းပင်မမောင်လက်ရောက်ရှိလာတော့အခါမြင်းသည် ရုတ်တရက်ဘာပြော၍ဘာဆိုရမည်ကို မစင်စားမိပဲအာအသင်ကငေးမောကြည့်ရှုနေခြင်းပင်ဖြစ်လေသည်မမောင်လက်သည်ကာတကားကိုဖွင့်၍ဆင်းလာလင်လာခြင်းရှေးဥစွာမြိုင်းနှစ်ဖူးကိုမြိုင်းနှစ်ဖူးကိုလက်သည်ဖြင့်မနတနာကလေးထူလိုက်လေသည် မြိုင်အပေါ်တစုံတရာမကြေမနက်ဖြစ်လာသောအခါတိုင်းမမောင်လက်သည်နှမငယ်ဖြစ်သောမြိုင်အားဤကဲ့သို့နဖူးကိုလက်သည်ဖြင့်မနာမကျင်ထုတတ်သောအလေးရှိသည်ဤအလေးချင်းမှလည်းငင်းစင်တောင်ကြီးကလေးဘဝကလေးကအလေးချင်းဖြစ်လေသည်ကိုကိုလက်လာရင်ဒီလိုကြီးပဲဟုမြိုင်ကစိတ်ကောက်သလိုအမူအရာဖြင့်ပြန်ပြောလိုက်သည်အင်ချိတွင်ကားရက်တံကိုကြားလိုက်ရ၍ကြီးစုရအတွက်အင်းထဲမှထွက်လာခဲ့သောဒေါ်စောခင်သည်မောင်မောင်လက်ကိုမမြော်လင့်မထင်မှတ်ဖဲတွေးလိုက်ရသောအခါ ဟဲ့မောင်မောင်လက်ပါလားမင်းကငါပြောစရာရှိတော့ပေါ်လာတာအခက်နေမဲ့ဟဲ့ဟုလှမ်း၍ပြောဆိုလိုက်လေသည်ဒေါ်လေးပြောစရာရှိတာနောက်မှပြောတော့ဒေါ်လေးဟောဒီမိမြိုင်နဲ့ကျွန်တော်နဲ့နှစ်ယောက်ချင်းချင်းရှင်းရမယ့်ကိစ္စတွေရှိနေသည်လို့ဟုမောင်မောင်လက်ကပြန်ပြောလိုက်သည်မင်းထမင်းမစားခဲ့ရသေးရင်ဒီမှာစားသွားပါလားဟင်မောင်လက်ဟုတ်ဒေါ်လေးတော်စောခင်ကနှိုင်းရပြောနေသည့်တိုက်အောင်မမောင်လက်သည်မြိုင်နှင့်ရှင်းလင်းပြောကြရန်ရှိနေသောကိစ္စအတွက်သာစိတ်ဆောလျက်ရှိနေသည့်ဖြစ်ကြားမိဟန်မရှိတော့ပေ။ မိမိအပေါ်နိုင်အတော်ကလေးမကြေမနက်ဖြစ်ကစိတ်ကောက်နေသောနှမလို့သူအားအေးအေးဆေးဆေးနှင့်လွတ်လွတ်လပ်လပ်စကားပြောဆိုရန်အတွက်မမုံလက်သည်အိမ်နှင့်အတော်ကလေးလှမ်းသောစပယ်ယုံကြီးပတ်စီတို့ရှော့မော့၍ခေါ်ဆောင်လာခဲ့လေသည်စပယ်ယုံပေး၌ခုံတန်းလျာကလေးကတူ ခုံတန်းလျားကလေးတစ်ခုရှိလိသည် ခုံတန်းလျားပေါ်နားရထိုင်မိကြသောအခါမောင်မောင်လက်သည်မိမိကပြောချရန်ရှိသောစကားကိုနောက်တော့မှပင် ပြောတော့မည်ဟုဆုံးဖြတ်ကရှေးဦးစွာမြိန်ကပြောဆိုရန်ရှိသောစကားကိုကြားနိုင်ရန်အတွက်ဂိုင်းကိုလက်ကိုအရေးတကြီးခေါ်အခေါ်လွတ်လိုက်တဲ့ကိစ္စကိုပြောစမ်းမအောင်ဟုစတင်၍မင်းမြန်လိုက်သည်ကိုကိုလက်လုံနေတဲ့ကိစ္စကိုမြိန်ကပြောပြနေစရာဘာလို့သေးတော့တယ်ဟုမြိန်ကမကြည်မရှမ်းပြောဆိုလိုက်လိသည် ကိုလက်ကဘာလို့တွေကိုမြမတရားသဖြင့်လုံနေကိုင်းနေလို့တော့မြန်ရဲ့ပြောပဲပြောစမ်းမအောင်တော်စမ်းမတော့ကိုကိုလက်ရဲ့ကိုကိုလက်လောက်ကိုင်းနေတဲ့အလုပ်တွေကိုမြန်ဘာမှမသိဘူးလို့မြအောင်းမိနေသလားကိုလက်လောက်ကိုင်းလုံနေကိုင်းနေတဲ့အလုပ်ဆိုတာဘာကိုဆိုချင်တာများလဲမြန်ရဲ့ပေါ့ထော်ဘက်မှာအိမ်ကလုံးဝယ်ပြီးဇသမာတယောက်နဲ့တိတ်တိတ်ပုံညားနေတဲ့အလုပ်ကိုင်းကိုပေါ့အနေငယ်မျက်နှာအနေငယ်ပြတ်သွားသည်ကိုမမောင်လက်သည်မြန်မယိမ့်မိမသိရှိမီပြန်ပြန်လိုက်လေသည် ဒါရီကိုမြိုင်အကုန်တီးပြီးပြီပေါ့ဟုတ်လားမြိုင်မြိုင်တယောက်တည်းမဟုတ်ဘူးကိုကိုလက်ကိုကိုလက်အမေရောဒေါ်လေးဒေါ်စောခင်ရော ကိုသက်တယ်မှာတည်နေကြပြီပြီးတော့လဲလဲတို့မေလဲတော်တော်ကလေးရိမ့်မိနေပြီလို့ကိုသက်တင်ကလာပြောသွားတယ်ကိုကိုလက်ကိစ္စကိုမသိကြသေးတဲ့လူဆိုလို့မြိုင်ဖေဖေရဲ့ကိုကိုလက်ဖေဖေရဲ့အကူကြီးကိုသက်ထွန်းရဲ့လဲလဲတို့ပဲကြံတော့တယ်ဒါတော့ဘေးလူတွေကအင်မတန်ဖုံးနိုင်ဖိနိုင်လို့မသိကြသေးတာပဲ လဲလဲတို့မမေကောတိနေမှကိုဒီလိုတိနေရင်လည်းအကောင်းသားပဲလေကိုကိုလည်းဘလို့စကားပြောလိုက်တာလဲတိသွားရင်တော့နားဖောက်ပြီးသားဖြစ်သွားတာပေါ့တော်စမ်းမှကိုကိုလည်းရင်အခုကိုကိုလည်းလှုပ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးလူကြီးတွေကလူငယ်တွေပါဘလို့စိတ်မချမ်းမသာဖြစ်နေရပြီလေကိုလည်းကိစ္စအတွက်နဲ့လူကြီးတွေကလူငယ်တွေရောစိတ်မချမ်းမသာဖြစ်နေကြတဲ့လားဒီအဲ့ဒီအထဲမှာမြိုင်တယောက်ကပါသေးသလားဟင်မြိုင်ကိုစိတ်မတူတူအောင်ပြောမနေပါနဲ့ကိုကိုလည်း အသက်အရွယ်ရောက်နေတဲ့လူတယောက်ဟာသူတစ်သက်လုံးပေါင်းသင်းသွားရမယ့်မိန်းမကိုသူ့သဘောနဲ့သူရွေးလိုက်တဲ့အတွက်ဘေးကစိတ်မချမ်းမသာဖြစ်နေကြရတယ်လို့ဆိုတဲ့လူတွေကိုစိတ်ချမ်းသာလောင်ကိုကိုလက်ကဘာလုပ်ပေးစီခြင်းကြသလဲတဲ့အမမြန်ရဲ့လလဲဟာဘလောက်တနာစရာကောင်းတယ်လဲဆိုတာကိုကိုလည်းစဉ်းစားတတ်ဖို့ကောင်းပါသေးတယ်လလဲကိုတော့တနာပါရင်သူ့အမေတော်မိမိခင်ကြီးကလဲလုံးနှက်လုံးလာတာကိုတော့ထည့်စဉ်းစားရသေးတယ်မြန်ရဲ့ အဲ့လိုမိမမျိုးကိုတော့ဒီလိုမိမမျိုးဒီလိုမိမကြီးမျိုးကိုတော့ကိုလက်ရောက်ခမတော်ရမှာရှက်တယ်။ပြီးတော့နောက်ပြီးတော့အကိုကြီးကိုတထောမျက်နှာလည်းရှိသေးတယ်ကိုကိုလက်။အကိုကြီးကိုတထွန်းကိုတော့အားနာပါရင်ဒါပေမဲ့သူ့အမေကြီးချဲလေသမီးကခံရမယ်တမတ်လုံးရမှာကိုတော့ကြောက်လုံးလို့ပါမြန်ရင်။ပြီးတော့သူတို့လူကြီးတွေစီမံထားတဲ့ကိစ္စကိုမနာခံမဲကိုကိုလက်ထင်းရမြညာလုံးလိုက်မယ်ဆိုရင် ကိုကိုလက်ဖေဖေနဲ့မမေကကိုကိုလက်ကိုအရင်ကလိုပေးချကန်းကြမာတယ်လား။ အဖက်ဖက်ကစဉ်းစားပြီးလှုပ်ဖို့လိုတယ်နော် ကိုကိုလက်သူတို့ကဖျက်လိုက်ကြတော့ကိုကိုလက်ကအေးမထားပါဘူးကိုလက်မိန်းမကတလတလောက်ကိုတထောင်ကျော်လောက်ဝင်ငွေရှိနေတာပဲကိုကိုလက်တပြားမှမထုတ်နိုင်တဲ့တနေ့ကြတော့ကိုကိုလက်ဇက်သမားကတော့ជីပြူလိတ်အောင်မယ်လို့များထင်နေသလားဒါကတော့မေခင်ကိုမြိုင်စော်ကားရကြမနေဘူးလားအခုခေတ်ဇသမာတွေဟာဘလို့အစားတွေတန်းကဆိုတာတော့အမြင်လဲသိပါသေးတယ်ကိုကိုလက်ရဲ့ ကိုကိုလက်ဇသမကိုကြီးတိတ်ဂုံတင်တိတ်ဂုံမတင်နေစမ်းပါနဲ့မိခင်ကိုခုလိုမြိုင်ကပြောလိုက်ဆိုလိုက်လို့ကိုလက်ကနာပြီးပြောနေတယ်လို့တော့မထင်နဲ့မြိုင်မြိုင်ကဇသမလို့ခေါ်နေတဲ့အမှုပညာတဲ့တွေဟာသူတို့အတက်ပညာနဲ့သူတို့ဝမ်းသူတို့အကြောင်းနေနိုင်တာကိုအထင်သေးရမှားလိုက်မယ်ကိုကိုလက်အမှုပညာတဲ့မှာအကြောင်းတော်ပါတော့ကိုကိုလက်အခုလှုပ်ထားကင်ထားတဲ့ကိစ္စကိုသာအမြန်ဆုံးပြင်လိုက်ပြင်ပြလိုက်ဖို့ကိုမောင်ကောင်းစားချမ်းသာတာကြီးကြီးလို့မြင်လို့တဲ့နှမတယောက်အနေနဲ့ ညာင်ကခုလိုမှားပြီးတတိပေးရတာပဲဒါကမှ Google Lite ကလက်မခံနိုင်ဘူးဆိုရင်မြိုင်ဖို့ one day ုံအပြင်အခြားဘာမှတော့မရှိပါဘူးမြိုင်ပြောတယ်ဇသမကိုယူရင် ကိုလက်ဆင်းရမှဆိုးလို့ခုလိုတတိပေးရအောင်အခြားလူတယောက်ယောက်ကိုအခေါ်မခိုင်းမဲကိုတင်ဦးကို တမင်ရွေးပြီးအခေါ်ခိုင်းတာကိုတော့ကိုလက်ဘာပြောရမှန်းတော့မသိတော့ပါဘူးမြိုင်ရင်ကိုကိုလေးရဲ့အပေါင်းအသင်းတွေကကိုတင်ဦးတယောက်ကိုပဲမြိုင်လဲစဉ်းစားမိလို့သူ့ကိုတကူးတကားနဲ့ တောင်းမှန်ပြီးအခေါ်ခိုင်းလိုက်တာပဲလေကိုတင်ဦးကောမမြိုင်ပါရီများဒီအပြင်မှားလိုက်ပြောလိုက်သေးတယ်ဟင်အခုကိုကိုလက်ကိုပြောပြခဲ့တာတွေကိုပဲသူ့ကိုအကျိုးအကြောင်းပြောပြပြီးအခေါ်ခိုင်းလိုက်ရတာပေါ့မိခင်အကြောင်းတွေများဘာတွေရှော့ပြောလိုက်သေးတယ်အခုကိုကိုလက်ကိုပြောပြခဲ့တဲ့အတိုင်းအကုန်လုံးပြောပြရတာပေါ့ဟိုက်ဘာဖြစ်လို့လဲဟင်ကိုကိုလက်တဲလဲမိုက်ပါကလားမြိုင်ဘာဖြစ်လို့ရောကိုကိုလက်ရဲ့မြိုင်ဘာမှမသိသေးဘူးထင်တယ် ဘဲဟောက်ကိုလည်းကိုကိုလည်းကိုလည်းအခုယူထားတဲ့မိခင်နဲ့ကိုတင်ဦးဟာမောင်နှမအရင်တော်ကြတယ်ဆိုတာလေဟင်ကိုတင်ဦးနဲ့မိခင်နဲ့မောင်နှမအရင်တော်တယ်ဟုတ်လားကိုကိုလည်းမြိုင်းကြီးမျက်နှာသည်သွေးမရှိတော့တကယ်တော့ဖြူဖက်ဖြူရောဖြစ်သွားသည်တတိလင်း၍လဲမကြသောရအောင်မြိုင်းသည်အတော်ကြီးတတိထားလိုက်ရလေသည်မြိုင်း၏အမူအရာနှင့်အခြေအနေကိုတတိပြုလိုက်မိဟန်ရှိသောမမောင်လက်သည် မြိုက်အောင်အာယုံပြောင်းသွားနိုင်လောက်အောင်ယုတ်တိရဲ့ပြောဆိုရမည့်အကြောင်းအရာတစ်ခုကိုခေါင်းကုပ်ရင်းစဉ်းစားလျက်ရှိလေသည်သူသည်ခေါင်းကုပ်၍စဉ်းစားနေရမှယုတ်တိရဲ့မြိုက်အာယုံပြောင်းလဲသွားအောင်ပြောဆိုလိုက်ရမည့်အကြောင်းအရာတစ်ခုကိုသတိရသတိရလာသည်ကိုလက်စဉ်းစားလို့မရပဲအောင်းနေရတဲ့ကိစ္စတစ်ခုကိုပြောခြင်းနဲ့မြိုင်တော့စဉ်းစားလို့ရလိမ့်မယ်ထင်တာပဲမမောင်လက်ကအကြောင်းအရာတစ်ခုကိုဆားလိုက်သဖြင့်မြိုင်သည်စောစောကကိုတင်ဦးနှင့်မေခင်တို့မောင်နှမအကြောင်းကိုအာယုံဖြဲ့၍သွားကား ကိုကိုလက်စဉ်းစားလို့မရတဲ့ကိစ္စကိုမြိုင်ကဘလို့စဉ်းစားလို့ရနိုင်ပါတယ်လဲဟင်ကိုကိုလက်ဟုတ်ပြန်လဲ၍မင်းမြန်းလိုက်နေသည်အရှာကိစ္စတော့မဟုတ်ပါဘူးသူ့နှမတယောက်လုံးနဲ့ပတ်သက်နေတဲ့ကိစ္စကိုမြိုင်ကခိုင်းလိုက်တဲ့အတိုင်းကိုတီဦးကဝရိယာကောင်းကောင်းနဲ့လှုပ်ပိတ်ကင်ပေးသွားတဲ့ကိစ္စကိုပြောတာပါမြိုင်ကမသိလို့ခိုင်းလိုက်မိတာပါကိုကိုလက်ရင်မြိုင်ကမသိလို့ခိုင်းလိုက်တယ်ထားပါဦးသူကသိရတဲ့အတိုင်းမြိုင်ခိုင်းတာကိုဘာလို့လှုပ်ပိတ်ကင်ပေးရတယ်လဲဆိုတာကိုတော့ကိုလက်ဘလို့မှစဉ်းစားလို့မရဘူး မြန်သည်မမောင်လက်ကပြောဆိုလာတော့မှပင်ထိုကိစ္စကိုစဉ်းစားလာမိတဲ့ကဲ့သို့ငိုင်၍သွားလေသည်မြန်ကငိုင်၍စဉ်းစားလျက်ရှိသည့်အခါမမောင်လက်သည်သူ၏ secret ဘူးအတွင်မှ secret တလေးကိုထုတ်ယူကာမိကြီးလျက်ရှိလေသည်ထိုအခါမြန်ရဲ့ထမင်းစားမဲ့ဟိတ် မောင်လက်ကိုလည်းခေါ်လာခဲ့ကွယ်ဟူသော Dolly Rosokin ခေါ်တံကိုကြားလိုက်ရသည်ကဲ Dolly ကတော့ထမင်းစားခေါ်နေပြီသွားမှာပဲသွားကြမှာပဲ ဟုမောင်မောင်လက်ကပြောဆိုကခုံတန်းလျောက်ပေါ်တွင်ထိုင်နေရမှထားလိုက်လေသည်မြိုင်သည်မောင်မောင်လက်၏ပဟေရီကိုကစဉ်းစား၍မရသည်ပင်စဉ်းစား၍အပြေမရသည်ပင်မြိုင်စဉ်းစားလို့မရသေးဘူးလားဟုမောင်မောင်လက်က secret မိညိဖွား၍မှုတ်ထုတ်ရင်းမေးလေသည်မြိုင်တော့ဘလို့မှစဉ်းစားလို့မရဘူးဟုမြိုင်ကဖြင်းညစ်စွာပြန်ပြောရင်းထားလိုက်သည်ကိုလက်စဉ်းစားလို့ရထားတာတော့ရှိတယ်အဲ့ဒါမြိုင်ကိုပြောပြရရင်ကောင်းမလားမကောင်းဘူးလားဆိုတာကိုစဉ်းစားနေရလို့ ဒါဖြစ်လေကိုကိုလက်စဉ်းစားထားစဉ်းစားမိတာကိုပဲပြောပြစမ်းပါဦးကိုလက်ရယူတနန်းစဉ်းစားလို့ရထားတာကိုပြောပြရင်ကိုမြိုင်ကစိတ်ကောက်နေဦးမှလားယင်ပြောမှသာ ပြောစမ်းပါဦးလေစိတ်မကောက်ဘူးဆိုမှပြောပြမယ်မကောက်ပါဘူးပြောမှသာပြောစမ်းပါမဟုတ်ရင်တော့လည်းမပြောတတ်ဘူးပေါ့လေကိုကိုလက်အထင်ကတော့ကိုတင်ဦးကမြိုင်ကိုကြိုက်နေလို့သာမြိုင်ခိုင်းတာကိုလုပ်ပေးတာဖြစ်မှာပဲဟိုးကိုကိုလက်ကလည်းမာရီရှော့ပြောနေပါလေ ဟုပြောဆိုကချက်ချက်နဲ့မောင်မောင်နဲ့ဤကြောကုန်းကိုလိုက်၍ထွင်မိအလို့အကင်းပါပြီးသားမောင်မောင်လက်သည်အိမ်ဘက်စီသို့ရှေ့ကဆွတ်၍ပြေးသွားလေတော့သည်မိမိကအကျိုးအကြောင်းဘာမှမသိသောကြောင့်မောင်မောင်လက်ကိစ္စအတွက်နှင့်ပတ်သက်၍ကိုတင်ဦးကိုမှပင်တွားရောက်တိုင်ပင်ပြောကြားလျက်အာကိုခိုင်းစေခဲ့သောကိစ္စအတွက်မြိုင်းသည်ကိုတင်ဦးအပေါ်၌အလွန်တရာအားနာလျက်ရှိလေသည် ထို့လူတစ်ဖက်သားအားအဘဲသို့ပြောကြားတောင်းပန်ရမည့်အရေးကိုလည်းမြိုင်းသည်စဉ်းစား၍မရနိုင်အောင်ရှိနေလေသည် ကိုတီဦးထံသို့လူကိုယ်တိုင်သွားရောက်၍တောင်းပန်ပြောကြားခြင်းပြုရပါမည်လောသို့မဟုတ်စာရွေး၍တောင်းပန်ပြောကြားရပါမည်လောကိုတင်ဦးထံသို့နောက်ထပ်သွားရောက်၍လူချင်းတွေ့ဆုံကမျက်နှာချင်းဆိုင်ရမည့်အလုပ်ကိုပြုလုပ်ရန်ညိုင်သည်ခွန်အားမရှိတော့ပေထိုလူနှင့်မျက်နှာချင်းဆိုင်ရမည့်အရေးကိုမြိုင်သည်များစွာကြောက်ရွံ့လျက်ရှိသည်ထိုသူ၏မျက်နှာကို နောက်ထပ်မကြည့်ဝတ်မကြည့်ရဲလောက်အောင်ဖြစ်နေသည်အကယ်ဆိုတော့တကယ်ဆိုတော့မျက်ရဖို့ကိုတင်ဦးကမျက်နှာချင်းဆိုင်ဝန့်စရာမရှိပေ သူနှမအကြောင်းကိုအကိုလို့သူဤရှိဝဲမှုရှိုးမြင့်ရှိုးမြန်ဒီပြောဆိုခဲ့ပြီးပြီမဟုတ်လောသူနှမနဲ့ပေါင်းသင်းနေတော်လူတယောက်ကိုမကွဲကွဲအောင်ခွဲပြစ်လိုက်ရတဲ့အတွက်လဲမြန်ကိုတိုင်းမင်းသူ့အကိုအားမိုက်မိုက်မဲမဲတွားရောက်အခေါ်ခိုင်းခဲ့ပြီးမဟုတ်လောမြန်ကဤကဲ့သို့မိုက်မိုက်မဲမဲခိုင်းစေသည့်အတိုင်းမင်းလင်းထိုလူသည်မြန်အတွက်တွားရောက်လောက်ကင်ပေးခဲ့သည်လဲမဟုတ်လော ဤကဲ့သို့မိမိကလုံလုံကျွကျွစော်ကားခဲ့သောလူတယောက်အားအကျိုးအကြောင်းပြောပြ၍တောင်းပန်ရန်ဖြစ်သည့်တိုင်အောင်လဲမြိုင်သည်အဘယ်နည်းအဘယ်ပုံမျက်နှာချင်းဆိုင်ရပါမည်နည်းမြိုင်သည်ကိုတင်ဦးဆိုသောသူအားနောက်ထပ်၍လူချင်းတွဲဆောင်ကတောင်းပန်ရမည်အရေးကိုလုံလုံလျလျစဉ်းစား၍မရတော့ပေထို့ကြောင့်စာရေး၍တောင်းပန်သောနီလန်းကိုသာစဉ်းစားကြည့်လေသည်ဤနီလန်းသည်သာအကောင်းဆုံးနှင့်အဖြစ်နိုင်ဆုံးသောနီလန်းမင်ဖြစ်လေသည် အီနီလန်ကိုမှပင်မြိုင်းသည်ရွေးချယ်လိုက်နာခြင်းမပြုနိုင်တော့လင်အခြားလောက်ကိုင်းရန်ဘာမှမရှိတော့ပေလုံလုံလျားလျားမလုံမကိုင်းမဲနေဖို့သာရှိသည်မောင်မောင်လက်လာရောက်၍ဒေါ်လေးဒေါ်စော့ခင်နှင့်စူးစူးပူပူစကားများအားပြန်သွားပြီးနောက်စူးစူးပူပူစကားများကပြန်သွားပြီးနောက်နောက်တစ်နေ့တစ်နေ့လုံးမြိုင်းသည်ကိုတင်ဦးအားမိတို့မိပုံတောင်းပန်ရမည်အရေးအားစစ်စစ်လျက်ရှိခဲ့ရာညနေ၄နာရီလောက်ကြာတော့မှပင်စာရေး၍တောင်းပန်ခြင်းပြုရန်ဆုတ်ဖြတ်နိုင်လေသည် ဤသို့စာရေး၍အကျိုးအကြောင်းနှင့်တောင်းပန်ခြင်းပြုရန်ဆုံးဖြတ်လိုက်ပြီးနောက်ထိုတောင်းပန်စာကိုရေးမိပြုသောအခါ၌မြိုင်သည်အတော်အခက်အခဲနှင့်တွေ့နေသေးသည်မိသည့်သစိန်းတည်းသစိန်းယောက်ျားတဦးကိုမှစာရေးခြင်းမပြုခဲ့သောစာရေးခြင်းမပြုခဲ့ဘူးသောမြိုင်၏အတွက်ကိုတင်ဦးဆိုသောလူစိန်းယောက်ျားထံသို့စာရေးရန်မှလွယ်ကူသောအလုံးမဟုတ်ပေတို့ရရင်မရင်း၍လည်းမဖြစ်တော့သဖြင့်မြိုင်သည်ကိုတင်ဦးထံသို့တောင်းပန်စာကိုခက်ခဲရင်းရင်းနှင့်ရေးရလေသည်ထိုစာကိုပြီးစီအောင်ရေးသားရ၌ ရေးမဖြစ်၍၃၄ချိန်မြောက်အသစ်ပြန်၍ရေးရသည်။နောက်ဆုံး၌မြိုင်းသည်ကိုတင်ဦးထံပေးပို့ရန်ဖြစ်သောတောင်းပန်စာကိုရေးသားပြီးစီးသွားလေသည်။ရေးသား၍ပြီးစီးသွားသောစာကိုမြိုင်းသည်၃၄ခေါင်းမြောက်ပြန်၍ဖတ်ကြည့်မိသည်။မြိုင်းသည်စာ၏အဆုံးတွင်နောက်ထပ်၍ဖြည့်ဆွက်ရေးသားရန်လိုသေးသည်ဟုထင်လာပြန်သဖြင့် PS ဟုအင်္ဂလိပ်စာအင်္ဂလိပ်စာလုံးကလေးနှလုံးရှိဦးစွာရေးလိုက်ပြီးနောက်မြိုင်း၏ယခုတောင်းပန်စာအား ကိုတီဦးကဘလို့သဘောထားသည်ကိုမြိုင်သည့်တာနိုင်ရန်အတွက်အကျိုးအကြောင်းစာပြန်လိမ့်မည်ဟုညွန်လင်းပါသည်ဟုဖြေးဆွဲ၍ရေးလိုက်သည်ထို့နောက်မြိုင်သည်စာရွက်ကိုတည်တည်တသက်ခောက်ကမိုးပြရောင်စာအိတ်တိတ်ထဲသို့ထည့်လိသည်စာအိတ်ကိုပိတ်ပြီးနောက်တစိ့ခေါင်းနှဲကတ်လိုက်သည်ကိုတင်ဦးထံသို့အကျိုးအကြောင်းနှင့်ဝန်ထမ်းတောင်းပန်စာရေးလိုက်ပြီးသည့်နောက်မြည်သည့်နည်းနဲ့မဆိုအလွန်ဆုံး၃လရက်လောက်အတွင်း၎င်းတီထံမှပြန်စာရောက်ရှိလာလိမ့်မည်ဟုမြိုင်ကမျှော်လင့်ထားပေသည် စာပို့သမားလာသောအချိန်၌မြိုင်းသည်လေပင်တစ်ချီချီနှင့်ဆမြော့ညှော်မိသည်တို့ရရင်မြိုင်းသည်မျောလင်းတကဲ့သို့သုံးလေးရက်လောက်အတွင်ကိုတင်ဦးထံမှပြန်စားစကားရောက်မလာပေဤသို့သုံးလေးရက်အတွင်ပြန်စားရောက်မလာသောအခါ၌မြိုင်းသည်ပူပန်စပြုလာသည်ကိုတင်ဦးသည်မိမိအပေါ်၌အတော်ကလေးစိတ်မကောင်းဖြစ်နေ၍သာလျှင်စားမပြန်နိုင်လောက်အောင်ဖြစ်နေခြင်းဖြစ်လေမည်လားဟုတွေးတောဆိုရင်မိလေသည်ကိုတင်ဦးအနေနဲ့စိတ်မကောင်းဖြစ်မည်ဆိုကဖြစ်စရာပင်ဖြစ်သည် တို့ရရင်ကိုတင်ဟူးကဲသို့သဘောထားကြီးလျက် စိတ်လဲရှည်ကဒင်းကြီးခံတတ်သောပုဂ္ဂိုလ်လူတဦးတယောက်အတွက်ပုဂ္ဂိုလ်တဦးတယောက်သည်မြိုင်ကဲသို့အားနှဲ့နုငယ်သောမိန်းကလေးတဦးတယောက်၏မတိချီ၍မှားယွင်းမိခဲ့သောအမှားကိုခွင်းလို့ခွင်းမလို့နိုင်လောက်အောင်တော်၎င်းအကျိုးအကြောင်းစာမပြန်နိုင်လောက်အောင်တော်၎င်းမိသည့်နင်းနှင်းမြဖြစ်နေလိမ့်မည်မဟုတ်လဲမြိုင်သည်စဉ်းစားမိသည်အလုံများနေ၍လည်းဖြစ်နိုင်ပေသည်ထို့ကြောင့်သုံးလရဲ့အတွင်စာမပြန်နိုင်ခြင်းဖြစ်ပါက တပတ်အတွင်းလောက်တော့မြည်သည့်နင်းနဲ့မဆိုစပြန်လိမ့်မည်ဟုမျှော်လင့်မိလေသည် ကိုတင်ဦးထံမှပြန်စားကိုမျှော်လင့်ရသည့်အတွက်မြိုင်သည်အရှားကိစ္စများကိုမေ့လေသည်ကိုတင်ဦးက၎င်းထံသို့အဘဲပုံအဘဲနှင့်စာပြန်ချလိုက်မည့်အချက်အလက်များကိုမိမိဘာသာတယောက်ထဲတွေးတောရင်းရင်မိုးချိုး၍အဝယ်စားလဲရသောအလုပ်ကိုင်များကိုပင်မြိုင်သည် အမှုမဲ့အမှတ်အမဲ့ဖြစ်သွားသည်ဟဲ့မြိုင်အခုထိရင်မချိုးသေးဘူးလား ခုဒေါ်လေးတော်စောခင်ကနှိုင်းရသတိပေးလိုက်တော့မှပင်ရေမိုးမချွေးရသေးခြင်းကိုသတိရလာကရေမိုးချွေး၍အဝိအစားများလဲလဲရလေသည်ရေမိုးချွေး၍အဝိအစားလဲလဲရသောအလုံးလောက်သာလည်းမဟုတ်သည်မြိုင်အတွက်အင်မတန်အရေးကြီးလျက်တစ်သက်လုံးကမပြတ်မကွက်လှုပ်လာခဲ့သောအလုံးကြီးတစ်ခုကိုပင်လည်းမြိုင်သည်မေ့လေသည်ထိုအလုံးမှာအချောင်းမဟုတ်ဘဲညအေးရဝင်ခံသည့်ဘုရားဝိပြု၍ရေကက်ရသောအလုံးဖြစ်သည် ဘာသာတရားကိုအလုံးတရားလေးမြတ်ကိုင်းချိုင်းခဲ့သောမြိုင်သည်ဘုရားဝိပုခြင်းနှင့်ရေကက်ရှင်းအမှုကိုမေ့လျော့သည့်အထိဖြစ်လာခဲ့သည်၄၅ရက်ကုန်သွားပြီးသည့်နောက်၌လည်းမြိုင်ဆောင်းဆိုင်မျောလင်းလင်းဆောင်းစားမျောလင်းထားသောကိုတိဦးထံမှစသည် ရောက်ရှိမလာတော့လဲခုနှစ်ရက်မြောက်သောနေ့၌ကမြိုင်ထံသို့စားတိုင်းမှစားတစောင်းရောက်ရှိလာလေသည်ထိုစားသည်ကိုတိဦးထံမှစားမဟုတ်ဘဲ ဘီလာ၌ပညာသွားရောက်သင်ကြားလျက်ရှိသောညာဤအကိုကိုညာဤအကိုကိုစော်ဝင်းထံမှစာဖြစ်လေသည်ညာဤအကိုဘီလာမှစာရေးလေရှိသောအခါတိုင်းမြိုင်ထံသို့လိမ့်မှု၍တိကျပေးပို့ခြင်းအလေးမရှိဘဲဖခင်ထံသို့ပေးလိုက်သော စာအိတ်ထဲတွင်သာထည့်ပေးလေရှိသည်ယခုမူညာဤနာမည်နှင့်ထူးထူးခြားခြားလိမ့်မှုထားသောစာအိတ်တစ်ခုနှင့်ပေးပို့လိုက်သောစာအိတ်ကိုမြိုင်သည် အတန်ကြာအောင်အတန်ကြာမြောက်ဖွင့်မကြည့်သေးဘဲငေးမောကြည့်ရှုနေမိသည် မြိုင်သည်မိမိအိတ်ခမ်းသို့ပြန်တက်လာပြီးနောက်မိမိထံသို့တီးခြားစာအိတ်တအိတ်ဖြင့်ပြပုတ်လိုက်သောအကို၏ဓမ္မစာကို ဖောက်၍ဖတ်ရှုကြည့်လေသည်စာကိုမဖတ်ရမီ စာအိတ်ထဲတွင်ပါလာသောဓာတ်ပုံနှစ်ပုံကိုမြိုင်သည်တွေ့ရှိရသည်ဓာတ်ပုံတစ်ပုံမှာအသက်အစိတ်နီးပါးခန့်ရှိလိမ့်မည်ဟုခန့်မှန်းရသော အင်္ဂလိပ်မှတယောက်၏ဓာတ်ပုံဖြစ်၍ကြံတစ်ပုံမှာထိုအင်္ဂလိပ်မှနှင့်မြိုင်၏အကိုကိုစော်ဝင်းတို့ အင်္ဂလိပ်ဖျားရှင်ကိုအကြောင်းကလေးတစ်ကြောင်း၌အင်္ဂလိပ်ဘာသာထုံးစံဒလိအတိုင်းထိမ့်မြလက်ထက်ရှင်ပြုသောဓာတ်ပုံဖြစ်လေသည်ကိုဇဝင်းထံမှဇာကိုမဖက်ရသေးမီထိုဓာတ်ပုံနှစ်ပုံကို တွေးလိုက်ရကလေးကမြိုင်သည်မျက်လုံးပြူးသွားလေသည် မြိုင်သည်ဘီလတ်၌အင်္ဂလိပ်အမျိုးသမီးတဦးနှင့်လက်ထပ်ပြီးစီးသွားပြီဖြစ်သော၎င်း၏အကိုကြီးကိစ္စကို၎င်းအကိုကြီးကိစ္စကိုဘာမှမသိရှိပြီးထိုကိစ္စကိုကြိုတင်သိရှိထားပြီဖြစ်သောမြိုင်၏ဖခင်ဦးထွန်းမင်းကလည်းမြိုင်အားဖွင့်၍ပြောပြရန်မသင်ဟုထင်၍ဖွင့်လေပြောပြခြင်းမရှိသေးသည့်အတွက်မြိုင်သည်ဘာမှမသိသေးခြင်းဖြစ်ပေသည်မြိုင်၏အကိုကိုဇော်ဝင်းကနှမ၎င်း၏နှမလောက်သူထံသို့ရေးလိုက်သောစာနှင့် ၎င်းသည်အင်္ဂလိပ်အမျိုးသမီးတဦးနှင့်မြစ်တာမြတ်ကလက်ထပ်ပြီးစီးသွားပြီဖြစ်သည့်အကြောင်းဤစိတ်ကဤကိစ္စကိုလည်းဖခင်အားအကြောင်းကြားပြီးဖြစ်တော်လဲဖခင်လို့သူကအမြင့်အားပြပြခြင်းမရှိသေးလျင်မြိုင်သိရှိရအောင်အကြောင်းကြားလိုက်ခြင်းဖြစ်ကြောင်းတလပါတာခန့်တွင်မိမိဤဇနီးနှင့်အတူမြမာပြည်သို့ပြန်လာတော့မည်ဖြစ်ကြောင်းစသဖြင့်ရေးသားလိုက်ပေသည်မြိုင်သည်အကိုကိုမြိုင်သည်အကိုကိုစောဝင်းထံမှအကျိုးအကြောင်းသိရှိရသောအခါဝန်တာသလောဝန်နေသလောဟု မိမိကိုယ်ကိုခွဲခြားရေးမသိလိုက်ပြီတို့ရရင်မိမိတို့နဲ့ဘာသာတလေးနဲ့တစရိုက်ရှင်းမတူသောမိမတယောက်ကိုအီအိမ်ကြီးသို့မျိုးဆောင်လာမိအကိုကိုစော်ဝင်အားမြိုင်သည်နားမလည်နိုင်အောင်ဖြစ်မိသည်အံ့ဩခြင်းလည်းရှိလေသည်ဘီလ၌ပညာတော်ရောက်တင်ကြားလျက်ရှိသောအကိုဖြစ်သူပြန်ပြန်လာတော့မိအရေးမှာသူတယောက်ထဲသာဆိုရင်မြိုင်အဖို့များစွာဝမ်းသာစရာဖြစ်မည်သို့တော်လည်းယခုတော်မူလူမျိုးသားဘာသာကြတဲ့စိမ့်တယောက်ပါပါလာမိဖြစ်သည့်အတွက်မြိုင်သည်စိတ်အနှောက်အယှက်ဖြစ်မိသည် စိမ့်တယောက်အရင်ကြီးတွင်လာရောက်နေထိုင်မိအရေးနှင့်မြိုင်းသည်ယခုကပင်အနေကျုံလိုဖြစ်မိသည်လူမျိုးချဘာသာချမဟုတ်လင်ကသမီးရောက်မှချင်းအဆင်ပြေအောင်ကြည့်ပြီးပေါင်းသွားနိုင်သေးသည်ယခုတော့မူလူမျိုးချဘာသာချဖြစ်ုံသာမကတသက်လုံးကမတွေ့ဘူးမမြင်ဘူးသောလူစိမ့်တသက်တူအားတင်းမြင်အောင်ပေါင်းသင်းဆက်ဆံရမိအရေးမှာမြိတ်အတွက်သာလင်မဟုတ်အရှာမြည်သူတူတယောက်အတွက်မျှလွယ်ကူလာမိအလုံးမဟုတ်ခင် ညနေအကိုကိုဇော်ဝင်းထာမစာကိုနောက်တစ်ချိန်ပြန်၍ဖတ်ကြည့်သည်စာကိုဖတ်၍ပြီးစီးသွားသောအခါဓာတ်ပုံနှစ်ပုံကိုယူငင်၍ကြည့်ရှုပြန်သည်ညနေဝန်းနေလာမိသည်ဝန်းနေလာရမှညနေအိဟာချက်တွင်အိဟာချက်တွင်တယောက်ထဲကျိတ်၍ငိုပြလိုက်သည်မြိုင်းအိဟာချက်တွင်ကျိတ်၍ငိုနေသည့်အခါမြိုင်း၏ဖခင်ဥထုံးမင်းသည်မြိုင်း၏အိမ်ခန်းတကားဝ၌ရက်လာသည်ဥထုံးမင်းသည်သမီးလို့သူအိဟာချက်၌ကျိတ်၍ငိုနေပုံကိုနားမလည်နိုင်တဲ့ကဲ့သို့အတန်ကြာမြတ်အကဲခဲကြည့်ရှုနေသည် ညီငါတော့ဖခင်လို့သူကိုမမြင်ဘီသမီးညိုင်းခုဦးထိုးမင်းကမြင့်အောင်ခေါ်ကြည့်လိုက်လီသမီးလို့သူနေထိုင်မကောင်း၍ငိုနေချင်းဖြစ်မိလားဟုမင်းမြန်းကြည့်လို့၍ညိုင်းဖခင်ကခေါ်လိုက်ချင်းသာဖြစ်လေသည်မြန်သည်အိယာမလူလဲ၍ထထိုင်လိုက်သည်ဖခင်လို့သူအားအခန်းတကားဝ၌မြင်ရသဖြင့်ဖဖေးဟုပြန်ထူလိုက်သည်ဦးထွန်းမင်းသည်သမီးလို့သူ၏အခန်းအတွင်းဝင်လာရင်သမီးနေမကောင်းဘူးလားယင်ဘောင်းမြကိုက်နေသလားဟု ယွယွရရချင်းချင်းနနာမေးလေသည်ရုတ်တရက်တော့မြိုင်သည်ဘာမှပြန်၍မပြောတတ်သေးပဲဖခင်လို့သူဤကျင်နာချင်းနှင့်စိုးရင်ပူပန်ခြင်းများရောထွေးနေသောမျက်နှာကိုလှမ်းကြည့်နေမိသည်မြ ాయి ကရင်အနီးသို့ရောက်ရှိ၍လာသောအခါဥထိုးမင်းသည်သမီးလို့သူဤနဖူးကိုဆန်းသက်ကြည့်ရင်ကိုတော့မပူပါဘူးသမီးရဲ့ဟု ပြန်ပြောလေသည်မြိုင်ဘာမှမဖြစ်ပါဘူးဖေဖေရဲ့နေကောင်းပါတယ်ဟုမြိုင်ကဖခင်လို့သူတိသားရင်အတွက်ပြန်လည်ပြောဆိုလိုက်သည သမီးနေထိုင်မကောင်းလို့များလားလို့ပါဟုအမိုင်းဖခင်ကစိတ်အေးသွားတဲ့ကဲသို့ပြန်ပြောဆိုလိုက်ပြီးနောက်အเจ้าမိတ်ငိုတရာမရှိတော့သမီးလို့သူဤမျက်နှာမျက်နှာခဲကိုမတိမတအခဲခက်လျက်ရှိသည်ကိုကိုစီကစားလာတဲ့ဖဖေဖဖေတို့ဒီအเจ้าတွေတီးပြီးပလားမပြောတတ်ဘူးပြီးတော့ဓာတ်ပုံနှစ်ပုံနဲ့ထည့်ပေးလိုက်သေးတယ်ဟုပြောရင်းမြိုင်သည်၎င်း၏အကိုကိုစောဝင်းထံမှလာတော့စာနှင့်ဓာတ်ပုံနှစ်ပုံကိုပါဖခင်ဖြစ်သူအားလှမ်း၍ပေးလိုက်သည် ဖဖေတီပြီးပြီသမီးသူကြိုက်လို့လက်ထက်လာတဲ့ကိစ္စကိုဖဖေတို့သမီးတို့ကလက်ခံရမယ်မဟုတ်လားသူတို့လင်မယာရှေးလာကုန်းကနီးလောက်ရောက်လာကြလိမ့်မယ်ထင်တယ်။ဒါကြောင့်သူတို့ရောက်လာတဲ့အခါချောင်းချောင်းကြီးကြီးနေနိုင်အောင်လို့အပေါ်အထက်ကိုပြင်စရာရှိတာတွေပြင်ထားဖို့အစောကင်ကိုဖဖေပြောထားတယ်။ကိုကိုတို့လင်မယာအပေါ်ထက်မှာနေရင်ဖဖေနဲ့မြိုင်ကတော့ဘယ်မှာသွားနေကြမလဲဟင်ဖဖေဟုတ်မြိုင်ကပြန်၍မေးလိုက်မိလေသည်။သမီးအခမ်းမှာသမီးနေနိုင်သားပဲဖဖေလည်းဖဖေအခမ်းမှာရှိတယ်လေ။ ဒါဖြစ်ကိုကိုတို့လင်မယားကအရင်ကိုကိုနေတဲ့အခန်းမှာပဲနေကြမှာပေါ့ဒါပဲရှိတာပဲသမီးရဲ့ဟုပြောက နောက်ထပ်ပြောစရာစကားမရှိတော့တဲ့ကဲ့သို့ဦးထုံးမင်းသည်မြိုင်းဤအခန်းအတွင်းမှပြန်လှည့်၍ထွက်သွားလေသည်ဦးထုံးမင်းထွက်သွားသောအခါမြိုင်းသည်ခတ်စောစောကအကိုကိုစော်ဝင်းထံမှဆောင်ကိုတစ်ခေါက်ပြန်၍ဖတ်ကြည့်မိပြန်သည်မြိုင်းစာဖတ်နေသည့်အခိုင်မဲအေးသည်စာအိတ်တအိတ်ကိုဂိုင်ကအထဲအခန်းအတွင်းသို့ဝင်လာဝင်၍လာလေသည်ဘာလဲဟဲ့မဲအေး ဟုတ်မြိုင်ကမအေးကနှိုင်း၍မေးလိုက်လေသည်မမလေးအတွက်စားတဆောင်လာပေးသွားတယ်ဟုတ်မအေးကပြန်ပြောရင်း၎င်းယူဆောင်လာသော စာအိတ်တိတ်ကိုမြိုင်အားပေးလေသည်မအေးပေးလာသော စာအိတ်ကိုနှမ်းယူရင်းဘဲကလာပေးသောတာလဲမအေးဟုပြန်၍မင်းမြန်းလိုက်မိသည်ជីជីတော်စောခင်ကိုဘိုင်းစကန်နဲ့လူတယောက်လာပေးတယ်စာကုန်တော်လက်မှတ်ထိုးယူလိုက်ရတယ်ဟုတ်မအေးက၎င်းသိရှိသိ၍ပြန်ပြောသည်မြိုင်သည်စာအိတ်ကိုတိတိကျကျကြည့်ရှုလေသည်စာတိုင်းမှလာသောစာအိတ်ကမဟုတ်ပေ စာရေးပေါ်တွင်လည်းလက်နှိပ်ဆက်နှင့်ရိုက်၍လိမ့်စာထူထားသည်မြည်သူမြည်ဝတ်ဤထံမှစာဖြစ်မိကိုမြိုင်မခန့်မှန်းတတ်ပေထို့ကြောင့်အကြောင်းကိုသိရန်မြိုင်သည် စာအိတ်ကိုဖောက်လိုက်သည် စာအိတ်အတွင်မှတသက်ရဲ့ခောက်ထားသောစာရွက်ကလေးကိုဆွဲထုတ်ယူလိုက်သည်စာရွက်ခောက်ကိုဖြတ်၍မပတ်သေးမီညီးသွားတော့လေမအေးဟုရက်၍စောင့်နေသောမအေးအားပြန်၍နှင်လွှတ်လိုက်သည် မင်းအခန်းတွင်းမှပြန်ထွက်သွားသောအခါမှမြိုင်းသည်စာရွက်ခောက်ကလေးကိုတည်တည်ရှိရှိဖြန့်၍ဖတ်ချူကြည့်လေသည် စာမကိုတင်ဟုထံမှစာဖြစ်လေသည်စာမလည်းတိုးတိုးတိုးဖြစ်သည်မြိုင်းထံမှစာကိုရရှိသည့်အကြောင်းစာပါအကြောင်းအရာများကိုဖတ်ရှုသိရှိရ၍ကျေးဇူးတင်သည့်အကြောင်းနှင့်အလုပ်တွေပုံနေ၍စာပြန်နှောက်ကြသည့်အတွက်ခွင့်မပါမိအကြောင်းလောက်သာရေးလိုက်သည်ကိုတင်ဟုထံမှစာကိုတစ်ခေါက်နှင့်အာမရ၍မြိုင်းသည်နှစ်ခေါက်သုံးခေါက်ပြန်ဖတ်မိသည် နှစ်ခေါက်သုံးခေါက်ဖတ်ကြည့်နေတော့လေစာပါအကြောင်းအရာများကတိုး၍မလာပေဒီအတိုင်းသာဖြစ်လေသည်တို့ရရင်မြိုင်သည်ကိုတိဦးထံမှစာကိုနောက်ထပ်၍တစ်ကြိမ်ပြန်ဖတ်နေချာတော့မင်ဖြစ်ပေသည်တကားအပိုင်းစကိုဆက်လက်ဆောင်မြောနာစင်ပေးပါခင်ဗျာ